ညငယ်အားထားကမှဓာထုံးမှုဖြစ်ပွားခဲ့လို့၃ရောက်တန်ရရမင်္ဂလာပါပရိသတ်ကြီးရှင်မန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ်မြင့်ငယ်မြို့အာထကကျောင်းမှာဓာထုံးမှုဖြစ်ပွားခဲ့ပြီးကျောင်းသူ၂ယောက်နဲ့ကျောင်းသား၁ယောက်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဆေးရုံမှာကုသမှုခံယူနေရတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရှိရပါတယ် ဓာတ်ထုတ်ခံရမှုကြောင့်ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေက grade 11ကျောင်းသားကျောင်းသူတွေဖြစ်တဲ့မဆုမြတ်နိုးဦးမတ်ရွှေစင်ငိမ့်နဲ့မောင်မျိုးမင်းထွန်းဆိုသူတို့ဖြစ်တယ်လို့လည်းသိရပါဗျ။ဖြစ်တာကကျောင်းသားအချင်းချင်းတော့မဟုတ်ဘူး။ကျောင်းသူတယောက်ရဲ့အမကသူ့ညမကိုအေးအေးပူပေးမယ်ဆိုပြီးကျောင်းထဲဝင်ပြီးလှုပ်သွားတာလို့သိရတယ်။အဲဒါကိုတခြားကျောင်းသူတွေက ဝင်ဆွဲလာမှဒဏ်ရာရကုန်တာ။ဒါနဲ့လေပင်းကိုထိုးခံရတဲ့တယောက်ကတော့ပြင်းတယ်လို့သိရတယ်ဟုဆိုကဒေသခံတယောက်ကပြောပါတယ်။ ဓာတ်ထုံးမှုမှာနေပင်ထိုးသင်းတံရလက်ခုံနဲ့လေပင်ပြက်ရှတံရတွေရရှိခဲ့ကြပြီးចောင်းသားတွေကိုတော့ဈေးကန်းကနေတဆင်ဈေးရုံကိုမြင့်ငယ်ကြက်ချီနေအတင်းခွဲမှာအရေးပေါ်ပို့ဆောင်ခဲ့ရတာဖြစ်တယ်လို့လည်းသိရပါတယ်အခုလိုចောင်းဝင်းတဲ့အထည်ဝင်ပြီးဓာတ်ထုံးမှု ဖြစ်သွားခဲ့တဲ့အပေါ်ចောင်းသားမိဘတယောက်ကចောင်းတဲ့အထည်တောင်ဓာတ်ထုံးမှုဖြစ်နေပြီဆိုတော့ကလေးတွေအတွက်ဘယ်လိုစိတ်ချရတော့မလဲចောင်းထဲဝင်ပြီးလှုပ်တယ်ဆိုတော့ចောင်းလုံးချုံရေကစိတ်ပူစရာဖြစ်နေပြီရှင် ဆရာဆရာမတွေစီကံပိုင်းတော်တော်ရော်ရဲနေပြီဆိုတာပြနေတာပေါ့ကျမတို့ကလေးလေးចောင်းတက်နေတော့စိတ်ပူမိတာအမှန်ပါကျောင်းကိုပို့တာစားတက်ဖို့အပြင်အသိပညာကျွယ်ဝဖို့ရောလိမ္မာဖို့ပါပါပါတယ်။အခုကြားနေရတာတွေကအုပ်စုဖွဲ့ရံဖြစ်လိုက်ထိုးလိုက်တက်လိုက်ကြတွေဖြစ်နေကြတာထိထိရောက်ရောက်ကင်တွယ်ပေးစေချင်ပါတယ်ဟုဆိုကပြောပြထားတာလည်းဖြစ်ပါတယ်။ ီးခဲ့တဲ့စက်တင်ဘာလတုန်းကလည်းရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်ရွာမပြင်းချေးရွာမှာចောင်းသားချင်းချင်းရံဖြစ်ကြရာကနေဓာတ်ထုတ်မှုဖြစ်ပွားခဲ့ပြီးခုနှစ်တန်းចောင်းသားတယောက်တည်ဆုံခဲ့တယ်လို့သိရပါတယ်။2024ခုနှစ်နိုဝင်ဘာလတုန်းကလည်းရန်ကုန်တိုင်းတန်လျင်မြို့နယ်မှာចောင်းသားချင်းချင်းချင်းဆိုရန်ဖြစ်ရာမှာနှစ်ယောက်ဓာတ်ထိုးခံရတယ်လို့သိရပါဗျ။ အလားတူပဲဇန်နဝါရီလတုန်းကလည်းမန္တလေးတိုင်းမိချီလာမြို့ပြည်သာယာမြောက်ရက်ကွက်မှာရှိတဲ့အခြေခံပညာအလဲတန်းကျောင်းမှာကျောင်းသားချင်းချင်းခိုင်ရန်ဖြစ်ပွားခဲ့ပြီးဓာတ်ထုတ်မှုဖြစ်ခဲ့ကကျောင်းသားတယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။အခုနောက်ပိုင်းအခြေခံပညာစာသင်ကျောင်းတွေမှာကျောင်းသားချင်းချင်းခိုင်ရန်ဖြစ်ပွားပြီးရိုက်နှက်ခြင်းဓာတ်ထုတ်မှုဖြစ်ပွားတာတွေများလာနေတယ်လို့လည်းသိရပါတယ်။ ဒါကြောင့်ပညာရေးဝန်ကြီးဌာနကပြီးခဲ့တဲ့စက်တင်ဘာလတုန်းကကျောင်းသားချင်းချင်းပြဿနာဖြစ်ပေါ်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါထုတ်ပြန်ချက်ကတော့ကျောင်းချိန်သို့မဟုတ်ကျောင်းချိန်ပြင်ပမှာအချင်းချင်းကိုထိလက်ရောက်တော်လက်ကောင်လူကိုထိခိုက်စေနိုင်တဲ့ပစ္စည်းကိရိယာဖြစ်တော်လက်ကောင်ခိုင်ရန်ဖြစ်ပွားကြတဲ့ဖြစ်စဉ်များများပြားလာတဲ့အတွက်ကျောင်းတွင်းပညာပေးဆွေးနွေးပွဲများဆောင်ရွက်တော်ရန်နဲ့ကျောင်းချိန်သို့မဟုတ်ကျောင်းချိန်ပြင်ပခိုင်ရန်ဖြစ်ပွားမှုများဖြစ်ပေါ်လာပါကကျောင်းစည်းကမ်းထိမ့်သိမ်းရေးအဖွဲ့ဖြင့်စစ်ဆေးပြီးခိုင်ရန်ဖြစ်ပွားခြင်းပြမှုမှာပါဝင်သူအလုံးကိုကျောင်းပြောင်းလက်မှတ်ထုတ်ပေးသည့်ပြည်တံကိုချမှတ်တော်မူဖြစ်ကြောင်းအချိန်ပညာကျောင်းဦးကြီးများက ចောင်းသားចောင်းသူများနဲ့မိဘများကိုအတိပေးဆောင်ရွက်သွားရန်ပြောဆိုထားပါတယ်။